ောင်နှောင်းမြို့နယ်တွင်နေကြဆောက်ရဲတပ်ဖွဲ့ထံကလက်နက်နဲ့ဆက်ဆက်ပစ္စည်းများလူယူထွက်ပြေးမှုမတ်လ17ရက်နေ့ညနေ4နာရီအချိန်ကမှဖြစ်ပွားခဲ့တယ်လို့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ယုံသတင်းထုတ်ပြန်ရေးကော်မတီရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။အဲ့ဒီဖြစ်စဉ်မှာမောင်နှောင်းမြို့နယ်နေမင်းနှစ်အောင်ဆန်းရွာမှာဆိုင်ငယ်၅စီးဖြင့်တရားမဝင်ပစ္စည်းများတင်ဆောင်လာကြောင်းမတ်လ17ရက်နေ့ညနေ4နာရီ15မိနစ်မှာရွာသားတို့ရဲ့သတင်းပေးချက်အရအောင်ဆန်းရဲကင်းမှုနဲ့အဖွဲ့ဝင်များကတွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ ဆိုင်ကစီလာတဲ့ဒိုင်းနယ်လူမျိုးကိုယူဆရတဲ့ငါးဦးကိုအောင်ဆန်းရဲကင်းကို ခေါ်ပြီးတော့၎င်းတို့နဲ့အတူပါလာတဲ့ဆာလာအိတ်ကျော်ဘိုးအိတ်များကိုစစ်ဆေးရမှာတော့ဘီယာဘူးစက်ကစ်ပြားနဲ့ရမှုများကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။အဲ့လိုစစ်ဆေးနေစမှာ၎င်းတို့ငါးဦးကရဲတပ်ဖွဲ့ဝင်ငါးဦးကိုလုံထွေးပြီးရဲကင်းမှာ BA94 နှစ်လက် GA မပါနဲ့ BA63 တလက် ကြည်အိမ်တစ်ခုကြီးစံ15ရောက်တို့ကိုလူယူပြီးနေဆက်မှတ်တိုင်း43ဘကိုထွက်ပြေးသွားခဲ့ကြောင်းသတင်းထုတ်ပြန်ချက်များအရသိရပါဗျ။လက်နက်များလူယူထွက်ပြေးသွားသူများကိုနေကြားဆောက်ရဲတပ်ဖွဲ့ဝင်များကလိုက်လံရှင်းလင်းလျက်ရှိပြီးဖြစ်စဉ်အားစကံမြန်မာတဆင့်ဘင်္ဂလားဒေ့နိုင်ငံနေကြားဆောက်တပ်ကိုကုညီဖမ်းဆီးပေးရန်အကြောင်းကြားထားကြောင်းသတင်းထုတ်ပြန်ချက်အရသိရပါဗျ။